င်္ဂလာပါသတင်းထိုးကနေနောက်ဆုံးရရှိထားတဲ့သတင်းကို တင်ဆက်ပေးပါမယ်လာမည့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပနိုင်၏အလုံးစုံရေးဆိုးမှုရေးဆောင်ရွက်ရန်အကြမ်းဖက်မင်းအွန်လိုင်းပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ယခုလာမည့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပနိုင်၏အလုံးစုံရေးဆိုးမှုရန်စနစ်တကျဆောင်ရွက်ရန်အကြမ်းဖက်မင်းအွန်လိုင်းကပြောဆိုပြန်ပါတယ်ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သောအမျိုးသားစီမံကိန်းကော်မရှင် COA တွင်အကြမ်းဖက်မင်းအွန်လိုင်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ် လာမည့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန်တိုင်းနှင့်ပြည်နယ်လိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းအကြံဖက်စစ်ခေါင်းဆောင်ကထုတ်ဖော်ပြောဆိုပါသည်။ထို့ပြင်နိုင်ငံတကာနိုင်ငံ၏နိုင်ငံရေးအင်အားစီးပွားရေးအင်အားနှင့်ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက် လုံတဲ့လုံထိုက်သည့်လုပ်ငန်းများကိုရဲရဲဝံ့ဝံ့ဆောင်ရွက်ကြရန်လည်းအကြံဖက်မင်းအွန်လိုင်းကပြောဆိုပါသည်။ ရှန်တိုင်ရင်သားလွတ်တော်ကိုစားလက်လောင်းတူကမူသူကရွေးကောက်ပွဲလုံးမဲ့တာပြောနေတာတကယ်ရွေးကောက်ပွဲဖြစ်ဖို့ကလည်းခက်ပါရဲခက်နေရကြီးကိုအတင်းတွန်းလို့ရင်လည်းတပြည်လုံးရွေးကောက်ပွဲမဖြစ်နိုင်ဘူးဒီရွေးကောက်ပွဲမှာပေါ်လာမဲ့အစိုးရကလည်းစစ်တပ်ကချုပ်ကင်ထားမဲ့အစိုးရပဲပေါ်လာမှာပါအဲ့ဒီတော့ပြောချင်တာကလက်ရှိစစ်တပ်ကပဲကြီးစိုးအုပ်ချုပ်မဲ့အရတားအမိခံအစိုးရတက်လာမဲ့သဘောတူပြောလို့ရတယ်နိုင်ငံရေးအကျက်တဲနဲ့ငင်းချင်းရေးအတွက်တော့ဘာမှတိတ်မထူးနိုင်ဘူးလက်ကောင်းကသုံးသက်ပြောပါရဲ့ လက်ရှိစစ်ခေါင်းဆောင်ကတော့ကြံ့ခိုင်ရေးပါတီဘက်ကဖြစ်ဖြစ်တက်မတော်သားလွတ်တော်ကိုယ်စားလှယ်ဘက်ကဖြစ်ဖြစ်ဒုတိယသမရလောင်ဖြစ်အမိစင်းတင်သွင်းပြီးသမရတက်လုံနိုင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်။သူပါခြင်းလို့လှုပ်ခြင်းလို့ကိုဒီအခင်းချင်းကိုဖန်တီးထားတာပဲလေဟုလက်ကောင်းကပြောပါတယ်။